မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဇွဲတက်ပါ DVB ရမင်တန်ကြရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါမန္တလေးတိုင်းတောင်သာမြို့နယ်ညောင်တိုရွာကိုစစ်ကောင်စီတပ်ကဇွန်လ29ရက်ည7:00နာရီအချိန်လောက်မှာလေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူ၂ယောက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်တွေပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီတပ်ကညောင်တိုရွာမှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲအကြမ်းမဲ့ဘုံကျဲချခဲ့တဲ့အတွက်အသက်50ကျော်အရွယ်ဒေါခင်ချိုနဲ့အသက်60ကျော်အရွယ်ဒေါညိုဆန်းတို့ ကြီးစားထိမှန်တမ်းရရှိခဲ့တာလို့ဆိုပါရယ်။ညောင်တိုရွာမှာကာကွယ်တပ်ဖွဲ့တွေလှုပ်ရှားတာမရှိဘဲစစ်ကောင်စီတပ်ကအယက်သားပြည်သူတွေအပေါ်ပြစ်မှတ်ထားတိုက်ခိုက်နေပြီးအကြောက်တရားတွေသွင်းနေတာလို့တောင်သာပြည်သူကာကွယ်ရဲဘော်တယောက်ကသုံးသပ်ပြောပါရယ်။စစ်ကောင်စီတပ်ကမန္တလေးတိုင်းတွင်းကမြင်းချံနထိုးကြီးတောင်သာငဇွန်မတရားစင်ကူးနဲ့တပိတ်ချင်းစတဲ့မြို့နယ်တွေကကြီးရွာတွေကိုမေလာနဲ့ဇွန်လအတွင်းမှာနေ့စဉ်လုံးလုံးလေချောင်းတိုက်ခိုက်နေတယ်လို့သိရပါရယ်ခင်ဗျာ။ ပဲခူးတိုင်းဖြူမြွတ်နယ်ဝဲထောင်ဝဲကြီးကျေးရွာမှာဇွန်လ29ရက်မနက်အစောပိုင်း2နာရီဝန်းကျင်မှာစစ်ကောင်စီတပ်ဖွဲ့တွေနဲ့တော်လိုင်းတပ်ဖွဲ့တွေ9နာရီကျော်ကြာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဖြူမြွတ်နယ်ပကဖစီကနေသိရပါဗျ။ဝဲထောင်ဝဲကြီးကျေးရွာစစ်တပ်ကင်းစခန်းကစစ်ကောင်စီတပ်နဲ့တော်လိုင်းတပ်ဖွဲ့တွေဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွင် စစ်ကောင်စီဘက်က10ယောက်ကျော်နဲ့ဒေသခံ4ယောက်လည်းသေဆုံးခဲ့တယ်လို့ဖြူမြွတ်နယ်ပကဖတာဝန်ရှိသူကပြောပါဗျ။ တိုက်ဆုံးခဲ့တဲ့ဒေသခံတွေဟာစစ်ကောင်စီတပ်ရဲ့လေရင်နဲ့ဘုံကျဲမှုကြောင့်ဖြစ်ပြီးထိခိုက်ဒဏ်ရာရတဲ့သူတွေကိုလည်းအနေရကင်းတဲ့စီကယ်ထုတ်ပေးထားတယ်လို့ဆိုပါရယ်။ဒါအပြင်တိုက်ပွဲအတွင်းရန်ကုန်တိုင်းပကဖတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တယောက်ကြာဆုံးခဲ့ပြီးဖြူမြို့နယ်ပကဖရဲဘော်တယောက်လည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါရယ်ခင်ဗျာ။စစ်ကောင်စီလော်ဘီတွေအမေရိကန်လွှတ်တော်နဲ့အစိုးရကိုချင်းကပ်နိုင်ဖို့ကြိုးစားနေတာကြောင့်တော်လိုင်းအရာစုတွေဘက်ကကန်အစိုးရကိုဗျူဟာတကြတုံ့ပြန်စည်းရုံးနိုင်ရေးဆွေးနွေးပွဲတရပြုလုပ်ခဲ့ပါတယ်။တုဒ္ဒချမ်းသာပေးပို့ထားပါတယ်ခင်ဗျာ။ 2025နှစ်စမိုင်းအမေရိကန်နိုင်ငံမှာအစိုးရအပြောင်းအလဲဖြစ်ပြီးနောက်စစ်ကောင်စီကသူတို့ရဲ့တရားဝင်ယက်တီခွင့်အတွက်အမေရိကန်နိုင်ငံကို lobby တွေဆီလွတ်ပြီး COE လုပ်ငန်းတွေဆောင်ရွက်ခဲ့တာပါ။လက်ရှိစစ်ကောင်စီနိုင်ငံသားရေးဝန်ကြီးဦးတန်းစွေဟာမြန်မာနိုင်ငံမှာဒီမိုကရေစီအတွင်းကုပြောင်းရေးစတင်ခဲ့တဲ့2008 2009 2010ကာလတွေတုန်းကအမေရိကန်နိုင်ငံဆိုင်ရာမြန်မာတာမတ်ကြီးဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တာကြောင့်အမေရိကန်နိုင်ငံရေးမှာကျွမ်းတဝင်ရှိခဲ့သူဖြစ်ပါတယ်။စစ်ကောင်စီကဆီလွတ်ထားတဲ့ lobby တွေဟာ1988နောက်ပိုင်းကလေးကအမေရိကန်ပြည်အောင်စုနဲ့နိုင်ငံတကာမှာ ှပညာသင်ယူပြီးကျွမ်းကျင်သူတွေဖြစ်တာကြောင့်လက်ရှိအမေရိကန်အစိုးရကိုစီးရုံရမှာပောက်ရောက်မှုတချို့ရှိလာတယ်လို့ Washington DC အခြေစိုက်မြန်မာရေးတက်ကြွလှုပ်ရှားသူတယောက်ကပြောပါတယ်။ဒီအချိန်ဒီမှာအမေရိကန်အစိုးရနဲ့လွတ်တော်ကိုစဉ်ဆက်မပြတ်ချင်းကန်နိုင်ရေးမြန်မာရေးပို့ပြီးအသည့်ပေစီးရုံနိုင်ရေးတို့ကိုဒီဟာတကြဆောင်ရွက်နိုင်မှုအတွက်ပြည်နယ်90ရောက်မြန်မာတွေစုပေါင်းပြီးဒေသစံတော်ချင်းဂျွန်လ28ရက်နေ့မှာဆွေးနွေးပွဲတရက်ပြုလုပ်ခဲ့ပါတယ်။ကျွန်တော်တို့ရဲ့ Washington DC ကသူ့ရဲ့လော်ဘီတွေရောက်နေပြီ။ထဲထဲဝင်ရောက်နေပြီနော်။ပြောရမယ်ဆိုရင်စစ်ကောင်စီရဲ့လော်ဘီတွေရတယ်။သမိုင်းတွေပြောမယ်ဆိုတော့အများကြီးပါပဲ။ နိုင်ငံရေးဝန်ကြီးဦးသက်စွာ2008 2009 2010เนาะပြောင်းလဲလုပ်တဲ့အချိန်မှာသူကအမေရိကန်မှာတာဝန်နဲ့တာဝန်ဆန်းဆောင်ပြီးတော့သူကထဲထဲဝင်ချင်းကန်နိုင်ငံနဲ့ပြောင်းဖြစ်တယ်ဆိုတော့ US ဆက်ဆိုင်အကောင်လုံးကိုပြောင်းလာအဲ့လိုနေထားတယ်မှာဦးသက်စွာချင်းသာလက်တန်လေအကောင်လုံးက US Capital ရဲ့တေခါကိုရောက်နေပြီနောက်ပြီးရှိ State Department တကားရောက်နေတော်တော်ကြီးပေါ်ရောက်နေဆိုတဲ့နေပြတော့ Diaspora အနေနဲ့ဘလောက်ဒီစုစည်းနေတောက်ခံနေမှာဆိုတော့ကျွန်တော်နီလန်းချာကြပါ အမေရိကန်လွှတ်တော်ကမြန်မာအရေးအသိပေးစီယုံနိုင်မှုသက်ဆိုင်ရာပြည်နယ်မဲဆန္ဒနဲ့အသီးသီးကမြန်မာຫນွယ်ဘွားတွေကသူတို့ရဲ့လွှတ်တော်ကိုယ်စားလှယ်တွေကိုနှီးလန်းဆောင်တဲ့အသိပေးခဲ့တာပါမြန်မာပြည်တွင်းရေးမှာတရုတ်အစိုးရကပေါ်ပေါ်ထင်ထင်ဝင်ရောက်ဆွတ်ဖက်လာတာအမေရိကန်နိုင်ငံမှာအစိုးရအပြောင်းလဲဖြစ်ပြီးနောက်နိုင်ငံသားရေးမူဝါဒတွေအပြောင်းလဲဖြစ်ကုန်တာတွေဟာနိုင်ငံတကာရောက်မြန်မာရေးဆောင်ရွက်သူတွေအပေါ်မှာလည်းတက်ရောက်မှုတွေရှိခဲ့ပြီးပိုပြီးစနစ်တကျလုပ်ငန်းဆောင်ရွက်နိုင်မှု ပထမကြိမ်အွန်လိုင်းဆွေးနွေးပွဲဆင်မနာကိုပြုလုပ်ခဲ့တာလို့ဆွေးနွေးပွဲဦးဆောင်သူတယောက်ကပြောပါတယ်တိက္ကာ policy public policy advocacy နဲ့ တ်သက်လို့ချဖို့ရယ်နံပါတ်2ကတော့ရှိပြီးသား NGO တွေနဲ့ individual grassroots တွေကတဦးနဲ့တဦးတစ်ဖွဲ့နဲ့တစ်ဖွဲ့အချိတ်ဆက်တွေပူရအောင်သုံးကတော့ဒီ advocacy နဲ့ပတ်သက်ပြီးတော့ state 50မှာရောက်နေတဲ့ကျွန်တော်ညီကိုမောင်နှမတိုင်းသားတွေကိုကျွန်တော်ချိတ်ဆက်ပြီးလုပ်မှာဖြစ်ပါတယ် နံပါတ်၄ချက်ကတော့ public policy မှာပြည်သူငူဝါဒပေါ့ advocacy လုပ်တဲ့နေရာမှာကျွန်တော်က media ကိုအဓိကထားသုံးမှာဖြစ်တဲ့အတွက်ကြောင့်နောက်ဆုံးအချက်ကတော့ media နဲ့ပတ်သက်ပြီးမဟာဗျူဟာရေးဆွဲပြီးတော့ media management team နေနဲ့တိကျစုဖွဲ့ပြီးတော့ကျွန်တော်တို့လုပ်ကြမှာဖြစ်ပါ ဆွေးနွေးပွဲကိုအမျိုးသားညီညွတ်ရေးအတိုင်းအမံကောင်စီ NUCC အမျိုးသားညီညွတ်ရေးအစိုးရ NUG တာဝန်ရှိသူတွေတိုင်းဒေသနဲ့ကိုင်စုဖွဲ့ခေါင်းဆောင်တချို့နဲ့ကုလဆိုင်ရာမြန်မာအမြဲတမ်းတမတ်ကြီးဦးကျော်မိုးထွန်းတို့လည်းတက်ရောက်ခဲ့ပြီးပါဝင်ဆွေးနွေးခဲ့ပါတယ်။အမေရိကန်ရောက်မြန်မာညွတ်ဘွားတွေကလည်းသက်ဆိုင်ရာပြည်နယ်မဲဆန္ဒနယ်အသီးသီးကလွတ်တော်ကိုယ်စားလှယ်တွေကနေတဆင့်မြန်မာရေးကိုအသိပေးဆွေးနွေးနိုင်မှုကြိုးစားနေတာဖြစ်ပါတယ်။လွတ်တော်ရဲမှာလွတ်တော်အမတ်များများကပါဝင်ရက်ခံဆွေးနွေးမှုအကောင်လေးမြန်မာရေးပေါ်အစိုးရကအာရုံစိုက်မှုပိုရလေဖြစ်တဲ့အတွက်ဆန္ဒကြပိုချင်းကပ်နိုင်မှုကြိုးစားနေကြတာဖြစ် စ်ပါတယ် fundraising ကိစ္စနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်ဤပညာနဲ့အခုညီပေးတဲ့ကိစ္စတွေပဲဖြစ်ဖြစ်တိုင်ရုံးလို့ပါလို့ရှိရင်မဆန္ဒပြတာလို့ပါတို့လှုပ်ရှားမှုတွေဆောင်ရွက်တာလို့ပါတို့ campaign တွေဆောင်ရွက်တာဒါတွေအားလုံးကိုလည်းပေါင်းဝင်ဆောင်ရွက်နေကြတဲ့သူတွေဖြစ်တဲ့တကြောင်ငွေဒေါ်လာရေးမှာတမအရေးကြီးတဲ့အခက်ခဏရှိပါတယ်နောက်ထပ်အရေးကြီးတဲ့ net ပဲပေါ့နော် the advocacy ဆိုလို့ရှိရင်လည်းဒီနိုင်ငံကပဲရှိတဲ့သူတွေကိုကျွန်တော်တို့အဓိကအားကိုးပြီးဆောင်ရွက်နေကြတော့ကျွန်တော်တို့ဒီနိုင်ငံကြီးဝန်ကြီးဌာနဆိုလို့ရှိရင်လည်းအရေးမြအပြင်လည်းမတန်မအကန့်အသတ်တွေရှိတဲ့ခါကျတော့ဒီနိုင်ငံကမှာရောက်နေတဲ့ကျွန်တော်တို့ရဲ့ဖွဲ့စည်းစုဖွဲ့တွေရဲ့ခေါင်းဆောင်တွေဒီလူတွေကိုပဲကျွန်တော်ကနေပြီးတော့မှ အားပြုပြီးတော့ကျွန်တော်တို့ရဲ့နိုင်ငံကဆက်ဆံရေးဟိုနိုင်ငံသားရေးကိစ္စတွေဆောင်ရွက်ရတာပေါ့လေ အမေရိကန်ပြည်ထောင်စုကိုရောက်နေတဲ့မြန်မာညွယ်ဘွားခန့်မှန်းကြီး3သိန်းကျော်ရှိနေပြီးမြန်မာရေးမှာပါဝင်ဆောင်ရွက်မှုပိုအားကောင်းလာအောင်ပြည်သူချင်းချင်းစီယုံရေးလုပ်ငန်းတွေလည်းဆောင်ရွက်ဖို့လိုအပ်နေတာပါအမေရိကန်ရောက်မြန်မာညွယ်ဘွားတွေဟာလူမျိုးစုအလိုက်ဘာသာရေးအလိုက်အစုအဖွဲ့တွေနဲ့ပြည်တွင်းအတွက်ရန်ပုံငွေရှာဖွေတာတက်နိုင်တဲ့နိလန်နဲ့ထောက်ပံ့တာတွေဇက်တိုက်ပြုလုပ်ခဲ့ပေမဲ့အမေရိကန်အစိုးရတွတ်တုံတဲ့နိုင်ငံရေးသမားတွေကိုချင်းကပ်ဆက်ဆံနိုင်ရေးလို့မှာတော့အားနည်းမှုတွေရှိခဲ့တယ်လို့လိလာသူတွေကမှတ်ချက်ပေးပါတယ်ကျွန်တော်တုဒ္ဒချမ်းသာပါ AR Retail နဲ့ရန်ကုန်အဝေးပြေးလမ်းတွေပေါ်မှာစစ်ကောင်စီတပ်ကဇွန်လ29ရက်နေ့ကစတင်ပြီးဘန်ကာအသစ်တွေထပ်မံတိစောက်နေတယ်လို့ဒေသခံတွေနဲ့ကားသမားတွေစီကနေသိရပါဗျ။စစ်ကောင်စီက AR Retail နဲ့ရန်ကုန်တိုင်းရဲ့အဝင်ထွက်အကြီးဆုံးစစ်ဆေးဂိတ်ဖြစ်တဲ့ဘန်တိုင်ဂိတ်မှာမျောစင်ပါတဲ့ဘန်ကာတစ်ခုတိစောက်နေတယ်လို့ညောင်တုံးမြို့ကိုဖြတ်သွားတဲ့ဗိုလ်မြတ်ထွန်းတရာရန်ကုန်ဘက်အစင်းမှာလည်းဘန်ကာအသစ်ဆောက်နေတယ်လို့ဆိုပါဗျ။ရန်ကုန် AR Retail တခြားမှာဘန်ကာတွေစောက်နေပြီးစောက်နေတဲ့နေရာတွေမှာ ကားတွေစိုက်ကတွေကိုစစ်ဆင်နေတယ်လို့ရန်ကုန်နဲ့အရာရီကိုပြေးဆွဲနေတဲ့ကားသမားတစ်ယောက်ကပြောပါရတယ်။စစ်ကောင်စီရဲ့လမ်းညွန်ချက်နဲ့ဘန်ကာတွေကိုညောင်တုံနဲ့ဒနုပြူကစစ်ကောင်စီတက်ပြူစော်တီနဲ့ရဲတွေကပူးပေါင်းလှုပ်ဆောင်နေတာဖြစ်တယ်လို့ဆိုပါရတယ်။စစ်ကောင်စီက2023ခုနှစ်စက်တင်ဘာလမှာစစ်ဆေးဂိတ်အချို့ကိုပြန်ရုပ်သိမ်းခဲ့ပါသေးတယ်။ဒါပေမဲ့2024ခုနှစ်နှစ်ကုန်ပိုင်းမှာတော့ ARR တိုင်းတွင်တိုက်ပွဲတွေဖြစ်ပွားလာပြီးတဲ့နောက်ဂိတ်တွေကိုပြန်ဖွင့်ထားကာတင်းတင်းကြပ်ကြပ်စစ်ဆေးငွေညင်လာတဲ့ တင်းတင်းကြပ်ကြပ်စစ်စင်းဝင်ညင်းနေတာတွေလောက်ဆောင်နေရလို့ဆိုပါရခင်ဗျာ DVB ရုံးမြင်သားကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်တော်ကတော့ဇွဲတစ်ပါကျေးဇူးတင်ပါခင်ဗျာ